Hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့မနက်ကတော့ကျွန်တော် live မသွားပြည့်တဲ့ဘူးပေါ့နော်ကျွန်တော် Jaden Sancho နဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်တို့သာဆွေးနွေးကြည့်ရအောင်ပါဆိုတော့ Manchester United ကနေပြီးတော့ Chelsea အသင်းကိုအပြစ်သက်မဖြစ်မနေခေါ်ယူခွင့်ဆိုတဲ့သဘောတူညီမှုတည့်ရက်နဲ့ဒါအငှားသွားကစားနေတဲ့ Jaden Sancho ကပေါ့နော်အကယ်လို့ Chelsea အသင်းရဲ့ဘက်ကသာဒီ Jaden Sancho ကိုအပြစ်သက်ဒါခေါ်ယူဖို့ဆိုတဲ့ဆုံးဖြတ်ချက်ကိုသူတို့မခေါ်ဘဲနဲ့เนาะသူတို့ဒါလုတ်ခဲ့မယ်ဆိုလို့ရှိရင် ဂျီရန်ဆန်ဂျူဟာနွေရာသီအပြောင်းအရွှေ့မှာမန်ချက်စတာယူနိုက်တက်ကိုပြန်ရောက်လာနိုင်ခြင်းရှိတယ်ပေါ့ချဲစီရဲ့ဘက်ကတော့ထားပါတော့ဗျာသူတို့ဒီယူနိုက်တက်နဲ့ကြားထဲမှာအဆင့်14နဲ့အထက်မှာရာသီသိမ်းနိုင်ခဲ့ပြီဆိုလို့ရှိရင်ဆန်ဂျူကိုမဖြစ်မနေပေါင်တန်း25သန်းနဲ့ခေါ်ယူခွင့်ဆိုတဲ့သဘောတူညီမှုကပါသွားပြီးသားအကယ်လို့ချဲစီရဲ့ဘက်ကအဆင့်7နဲ့အထက်လဲ14နဲ့အထက်လဲသူတို့ရာသီသိမ်းနိုင်ခဲ့တယ်။ကစားမကိုဘယ်လူမှန်သဘောမကျလို့ငါတို့တော့ဟေ့25တန်းနဲ့အပြည့်တက်မခေါ်နိုင်ဘူးဆိုပြီးတော့ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဲ့လိုသဘောတူညီမှုတရက်ကိုချိုးဖောက်ရာကြတဲ့အတွက်ယော်ကြီးကြီးကြီးမားမားပေးရနိုင်တယ်။ဒါပေမဲ့လို့ဆန်ချိုကမန်ချက်စတာယူနိုက်တက်ကိုပြန်လာနိုင်တယ်ဆိုတဲ့သဘောပဲ။ဒါပြင်နောက်ထပ်ပြဿနာကဆန်ချိုကိုယ်တိုင်ကချဲလ်စီနဲ့စာချုပ်ကောနော်ဒီစာချုပ်ချုပ်ဖို့အတွက် အပြည့်ဝသဘောတူညီမှုမရသေးတာကြီးလဲကျွန်တော်ဖြစ်နိုင်နေပေါ့။ကစားမရဲ့ဘက်ကတော့အပြည့်တဲ့ပြောင်းရွှေ့ဖို့ရည်ရွယ်ချက်ရှိတယ်ဆိုလို့ရှိရင် အငားစာချုပ်ချုပ်ကလေးကသူတို့ရဲ့ကလပ်အသင်းအစ်စ်နဲ့ဒါအချက်အလက်တွေကိုသဘောတူညီမှုရယူလေးရှိပြီပဲဆန်ဂျူကတော့အဲ့လိုလှုပ်ဆောင်ထားခြင်းမရှိဘူးဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဆိုတော့ဒီဆန်ဂျူရဲ့ပြဿနာကကျွန်တော်ကစားသမားကတော့ကျွန်တော်ကတော့တော်တော်ကိုပြဿနာရှာတဲ့သူလို့ကျွန်တော်မြင်တယ်ကျွန်တော်ပြီးသွားပြီလို့ကျွန်တော်ထင်တယ်ဘောနော်တော်တော်ကိုတိုင်ပတ်သွားပြီလို့ထင်တယ်ဆန်ဂျူရဲ့အခြေအနေကဘာလို့လဲဆိုတော့စဉ်းစားကြည့်ဗျာဒီကောင်မန်ချက်စတာယူနိုက်တက်ကနေပြီးတော့ချယ်လ်စီကိုကျွန်တော်တို့ပြောင်းသွားတဲ့အငှားနဲ့ ကျတော့ဘလူပြက်တနာတွေရှာထားလေးဆိုလို့ရှိရင်သိရမလားချယ်ဆီကိုရောက်သွားတော့เนาะအာသူဟာငယ်ဘဝချယ်ဆီတင်းရဲ့ပြည်သက်ပါတို့သိရမလားเนาะเนาะဒရော့ပါတို့လမ်ဘတ်တက်ကိုအရန်အားကြတဲ့ငယ်ဘဝအိုက်ဒေါ်အဖြစ်သတ်မှတ်ထားတဲ့သူတယောက်ပါတို့ပြောတယ်ပြက်တနာမရှိသေးဘူးဗျာเนาะเนาะလူကာကူတို့ပါတို့လည်းပြောင်းနေတဲ့အဲ့လိုပြောတာပဲဆိုတော့ဒါမှမဟုတ်ဘလူပြက်တနာတွေထက်ကြုံရလဲဆိုတော့ Marcus Rashford ကို Aston Villa ကိုအငှားနဲ့ပြောင်းတော့အောက်မှာတည်တယ်မလားเนาะ Freedom ဘာညာဆိုပြီးတော့ရှောက်ပြီးတော့အာချောင်ပြီးရှောက်မှန်းတယ် ကြောက်မန်းတော်သည့်လွတ်လပ်ရေးဖခင်ကြီးတဲ့မဟာစံဂျူရီပိုင်ဖြစ်ကုန်တာလေနော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးအားချောင်ထားတာဒီကဒီကောင်ဒုက္ခရောက်ပြီးခုတော့စဉ်းစားကြည့်အကေတို့မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကနော်ဒီကောင်ကိုကျွန်တော်အနေနဲ့မဖြစ်မနေအတင်းကနေလက်လို့ချင်နေချဲစီရဲ့ဘက်ကလည်းငါတို့တော့25တန်းပေးပြီးတော့ဒီကောင်ကိုမခေါ်နိုင်ဘူးစာချုပ်ဖြတ်လို့အကေတို့ရော်ကြီးပေးရမယ်ဆိုလဲကြေးကြည့်ရင်ကြီးပြီးစေငါတို့ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့လို့ရင်စန်ချူဝါယူနိုက်တက်ကိုပြင်လာမှာယူနိုက်တက်ကစာချုပ်တရ9နှစ်ချုပ်ထားတာကို နော်ဒီငငနေကပြန်လာပြီဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲအာအဲ့ကျမနော်โอเคအမ်ဘူရင်လက်အောက်မှာငါတကယ်ခြေသွမ်းပြဖို့ငါကြိုးစားကျင်နေဘာညာမလို့နေမင်းရှိမှမှွေထားတာညကျွန်တော်ရှိတယ်ဒီကောင်အသင်းမှာကစားကျင်နေမှာမရှိတာဒီမှာလုံးဝရွေးချယ်စရာချယ်စီကလည်းသူ့ကိုမလိုချင်လို့နော်ယူနိုက်တက်ကလည်းသူ့ကိုနော်မလိုချင်ပေမဲ့လည်းလို့မဖြစ်မနေစာရုပ်ရှိတဲ့အတွက်ပြန်လာပြီဟေ့ဆိုလို့ရှိရင်တော့ဒီကောင်ဘက်ကပေါ့နော်အာရွေးချယ်စရာမရှိတော့တဲ့နောက်ပြန်စရာအိမ်မရှိတော့တဲ့နောက်ပိုင်းမှာယူနိုက်တက်မှာသာလျင်တည်ရမလားကစားကျင်နေတဲ့သူအမ်ဘူရင်လက်ထက်မှာဘယ်လိုဘဝတွေဖြစ်ကောင်းဖြစ်လာနေနေ ။ဒါမှမဟုတ်ကျွန်တော်တို့ပြည်သက်တွေကလုံလောက်တဲ့တက်တွေမြင်ပြီးသွားပြီ။လုံလောက်တဲ့တက်တွေမြင်ပြီးသွားပြီးဟိုကစားမအငှားသွားတော့လဲရှောက်ပြီးတော့အားလိုက်ချောင်းတယ်။ဒီကစားမအငှားသွားတော့လဲရှောက်ပြီးတော့အားလိုက်ချောင်းတယ်။ Manchester United ရှုံးပွဲတွေပါရဲ့ဂျုံတော့လဲတိတယ်မလားနော်။အမေလေးသူ့စီမှာမဲပြုံးဖြစ်နေတဲ့ရုပ်တွေပါတက်လာသေးတယ်။ emoji တွေပါရင်းနဲ့တိတယ်မလားဆိုတော့နော်ဆိုတော့ကိုယူထားတဲ့ချီကိုကိုမရှင်းနိုင်တာအခုတော့မင်းပြဿနာတက်ပြီးတော့ကိုကိုယ်တိုင်ပြန်စားမယ့်ချင်ဖြစ်ကုန်ပြီ။အဲ့တော့ဂျေဒန်ဆန်ဂျိုရဲ့ကန်နာကပြီးသွားပြီ။ Manchester United အနေနဲ့ တကယ်လို့ Chelsea ရဲ့ဘက်ကယောကြီးပြန်ပေးပြီးတော့စာချုပ်မချုပ်ဆိုနိုင်ဘူးငါတို့တော့ဒီကောင်ကိုမခေါ်နိုင်ဘူးဆိုပြီးတော့အသင်းကိုပြန်လာတယ်ဆိုရင်တော့မှကျွန်တော်တို့ကဒီကစားမဖြစ်သူကိုလာစားပေးနေရရင်တောင်းမှပါနော်လုံးဝစာချုပ်ဖြတ်သိမ်းတာတွေကျွန်တော်လုံးသိနေစာချုပ်မဖြတ်သိမ်းဘူးဆိုလို့ရှိရင်လည်းဒီကောင်ကိုဘောလုံးကန်ကွင်းလုံးဝမပြူဘဲနဲ့ဒီကောင်ကိုကျင်ထားတာတွေကျွန်တော်လုံးသိနေအသင်းမှာ Manchester United အသင်းအင်ကြီးကိုပြန်ဝေးဖို့ဒီကောင်ကို chance လုံးဝကိုမပေးသင့်ဘူးဆန်ချိုလိုကောင်မျိုးထက်ကျွန်တော်ပေါ့ပါလိုကောင်မျိုးတွေကျွန်တော်ပြန်လို့ရင်နေတယ်မနေ့ပြောရရင်ဒီကောင်အသင်းကိုတအားဒုက္ခပေးထားတာ အဲကြောင့်ပေါ့နော်ဂျီဒန်ဆန်ဂျူရဲ့ပြည်တနာကအသင်းကိုပြန်တော့ရောက်လာနိုင်စွန်းတော့ရှိတယ်။ဘာကြောင့်လဲဆိုတော့မဖြစ်မနေခေါ်ယူခွင့်စာချုပ်ကိုဖျက်သိမ်းမယ်ဆိုလို့ရှင်တော့ကျွန်တော်ယော်ကြီးတော့ Chelsea ကြီးကရမှာပေါ့ဗျာ။ဒါပေမဲ့လို့ Chelsea ကမခေါ်ဘူးဆိုလို့ရှင်ကိုရီနဲ့စာချုပ်ကျန်နေသေးတဲ့ player ဖြစ်တဲ့ပြန်လာမှာ။ဆိုတော့ဆန်ဂျူနီနဲ့ तू ငါ Chelsea ကိုအပိုင်ပြောင်းရပြီဟေးဆိုပြီးတော့တွတ်ထားပြီးတော့သိတယ်မလား။အခုကျမှဟမ်ပြန်လာတော့မယ်ဆိုတော့ကကြတော့ရှိမှာအာချုံချနာတွေနောင်ကြတော့ရနေလောက်ပြီဒီကောင်ငါကွာနော်อืมငါတော့သွားပြီနေရှိမှာ rush ဘူးလို့ဘာလို့ထွက်တော့မှသူဘယ်လောက်ဆူလဲညီတို့ကြည်ပါလား ိုမန်ဒီမှာဘာကြီးလျှောက်ပြီးတော့မှန်မှန်းမသိဘူးအခုတော့ဒီကောင်အပိုင်းတွက်ထားတာလေငါခြေစည်းကိုအပြစ်တက်ပြောင်းရပြီဆိုပြီးတော့တကယ်လို့ခြေစည်းဘက်ကဘာနော်ဆန်ဂျူနဲ့ပတ်သက်လို့အဆင်မပြေဘူးဆိုတော့ပြန်လှုပ်မှာတခုရှိတာကခြေစည်းဘက်ကတွေးမဲ့အရာတွေရှိတယ်ပေါင်25သန်းဆိုတော့ခြေစည်းတွေကဘာပြဿနာမှရှိတာမဟုတ်ဘူးတကယ်တွေးကြည့်ရင်ပေါင်25သန်းပြဿနာမရှိဘူးဒါပေမဲ့လို့ဒီကောင်တွေကဆန်ဂျူရဲ့လောက်ခလာစာပေးရတာဒီကြံပြဿနာရှိတာပဲလက်ရှိမှာကျွန်တော်တို့ကတက်ဝက်ပေးနေရတော့ဆန်ဂျူရဲ့လောက်ခလာစာကခြေစည်းဘက်ကပေးရတဲ့နေရာမှာတတ်တာတို့ကျွန်တော်တို့ဖြစ်နေတာဒီကောင်တွေတသိန်းခွဲနှစ်သိန်းကြီးပါတော့ပေးနေရတာ ါပေမဲ့လို့ဆန်ဂျိုကိုအပြည့်ဝခေါ်မယ်ဆိုလို့ရှိရင်သူတို့အနေနဲ့လောက်ခလာစာတွေကဒါသုံးသိန်းခွဲတွေပဲပြန်ဖြစ်သွားတော့မှာဒီနေရာမှာချက်စီဘက်ကအဲ့လောက်မပေးကြည့်ဘူးဆိုဆန်ဂျိုဘက်ကလည်းအာငါတော့ဗောနော်မြင်ချော့ယူမယ်ဆိုတဲ့ပုံစံမျိုးလည်းရှိချင်မှာပဲရှိမှာပဲလေဒီလိုရှိရင်အခုလည်းကြည့်သဘောတူညီမှုတွေပါတွေပါအပြည့်ဝချက်စီနဲ့ချန်ဂျိုရဲ့ဆန်ဂျိုရဲ့ကြားထဲမှာမရသေးဘူးဆိုတာတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ ကယ်လို့မြန်ပေါ့နော်ယူနိုက်တက်ကိုပြန်သွားရရင်ဆိုပြီးတော့သုံးသိန်းခွဲရမယ်နော်အချီနီမျိုးတွေကိုတွက်ထားတာလည်းရှိကောင်းရှိမှာပေါ့ဆိုတော့ဘာပဲပြောပြောဆန်ချိုကလက်ရှိမှာဆိုလို့ရှိရင်တော့ကိုယူထားတဲ့ချီကိုကိုမသိန်းနိုင်ကျွန်တော်ဖြစ်နေပြီနော်ယူနိုက်တက်ကနေပြွတ်ပြီးတော့အမှန်ကန်ပြောင်းသွားပြီးထင်ပြီးတော့ရှောက်အာချောင်းထားတာတွေကအခုတော့ဒီကောင်အတွက်တိုင်ပက်စရာတွေကျွန်တော်ဖြစ်ကုန်ပြီဆိုတော့ကျွန်တော်ကတော့ရှင်းတယ်ဆန်ချိုကိုမန်ချက်စတာယူနိုက်တက်မှာဘယ်လိုမှပြန်ပြီးတော့နေရာပေးစရာအကြောင်းမရှိဘူးအသင်းကဒီကစားမကိုလိုချင်လို့ အပြောင်းရွှေ့ရာသီနှစ်ခုလောက်အကုန်ကျခံပြီးတော့ငွေတန်း80နဲ့တသန်းကျော်ကျွန်တော်ပြီးပြီးတော့ကျွန်တော်ခေါ်ထားတယ်။တပတ်ကို3သိန်းကျော်3သိန်းဝက်လောက်ပေးပြီးတော့ခေါ်ထားရတယ်။လီကစားမဟာအသင်းကိုအမျိုးမျိုးဒုက္ခပေးတယ်။အသင်းဘက်ကဒီကောင်တိုင်ပတ်နေတုန်းက Eric Ten Hag က3လလောက်ထိဒီကောင်ကို AACC နော် Netherlands မှာအနားပေးပြီးတော့အရန်အကုန်လုံးစိတ်ပိုင်းဆိုင်ရာရနော်ဘောလုံးကစားဖို့ပြင်ပြီးတော့ ready ဖြစ်အောင်ကျွန်တော်အချိန်ပေးခဲ့တယ်။ဒီကောင်ကကြီးတူးကန်းခဲ့တာ။ဒီကောင်ကြီးတူးကန်းခဲ့တာငနေပုံစံဒီကောင်လောက်တာဒါကြောင့်ပေါ့နော်အစင်လုံးဝမပြေဘူး။ ဒီဒန်ဆန်ဂျူကိုပြန်ခေါ်မယ်ပြန်ပြီးတော့မဖြစ်မနေပြန်လက်ခံရမယ်ဆိုပြီးတော့မှတို့အနေနဲ့ပေါ့နော်ကစားမဖြစ်သူကိုအတင်းရဲ့ squad player တွေနဲ့ပူးပေါင်းခိုင်းဖို့လုံးဝကိုမဖြစ်သင့်ဘူးဒါအပြင်အတင်းရဲ့အင်ဂျီကိုလည်းပြန်ပြီးတော့ဝစ်ဆင်ခွင့်မပြုသင့်ဘဲနဲ့ဒီကောင်ကိုကျင်ထားသင့်တယ်လို့ကျွန်တော်တို့ထင်တယ်နော်ကျွန်တော်တို့အနေနဲ့ base mid တော်တွေလွှတ်လိုက်လိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ဆန်ဂျူကိုပြန်ပြီးတော့အတင်းမှာခေါ်စရာအကြောင်းရှိတယ်လို့ကျွန်တော်မထင်ဘူးအကယ်လို့ပြန်လာမယ်ဆိုလို့ရှင်တော့ကျန်တဲ့ကစားမတွေတို့တော်တော်ကိုကျွန်တော်တို့အနေနဲ့ဒီဘယ်လိုပြောမလဲအောက်တန်းကြတဲ့လောက်ရဖြစ်သွားမှာကျွန်တော်သာဆိုလို့ကျွန်တော်မင်းဆန်ဂျူကိုပြန်ခေါ်ငါမကန်ဘူး ုတ်တယ်မလားနော်အသင်းကိုဒီကောင်ကတခြားအသင်းကိုပြောင်းသွားတဲ့အချိန်မှာဒီအသင်းကိုတလောက်ထိအမျိုးမျိုးဒုက္ခပေးပြီးတော့ဟိုလိုရှောက်ရည်ဒီလိုရှောက်ရည်ဆိုရှယ်မီဒီယာတွေမှာရေးထားတာမင်းတို့မို့လို့ပြန်ခေါ်တာဒီဒါမိုးတွေကျွန်တော်တို့အမှန်ကန်လုံးမှာဆိုတော့နော် Ineos တို့အနေနဲ့ဒီလိုကစားမဖြစ်သူကိုအသင်းမှာလုံးဝပြန်လက်ခံတင်တဲ့နေမှာပါတယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ညီကတို့အနေနဲ့ရဘယ်လိုမြင်ညလဲဆန်ချိုအနေနဲ့ Chelsea ရဲ့ဘက်ကအချိန်ကြီးမကောင်းဘူးဆိုလို့ရှိရင် United ကိုရော်ကြီးပြန်ပေးရင်ပေးရပါစေအပီတဲမဖြစ်မနေ25တန်းနဲ့ဝယ်ယူခွင့်ဆိုတာကိုသူတို့ဘက်ကအမှန်ကန်ခေါ်ချင်ဝယ်ချင်မှဝယ်လိမ့်မယ်ဆိုတော့ ဘာတွေဆက်ပြီးတော့ဖြစ်လာအောင်မလဲညီကတို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်ချစ်ချစ်ဝါပြီးတဲ့ညီကိုများလုံးကိုချစ်သီးများကြီးတင်ပါတယ်